အသက်အရွယ်တကူရကြတော့အခုတို့မှာရွေးချယ်တဲ့အပိုင်ကနည်းနည်းလေးရွေးချယ်ရွေးချယ်လို့ရတဲ့အပိုင်နည်းနည်းနေသွားတော့နေသွားပြီမယ်လေအဲ့ထဲမှာမှဟိုကို့အတွက်ဘာအကောင်းဆုံးဖြစ်မလဲပြည်သက်အတွက်ဘာအကောင်းဆုံးဖြစ်မလဲအဲ့ဒါလေးကိုနည်းနည်းလေးတတိထားပြီးတော့ရွေးချယ်ရတာပေါ့ခုနောက်ပိုင်းကတော့အခုတို့လည်းအခုတို့ကအမြဲတမ်းပေါ့နော်ပြောရရင်ခိုးတုံးနေရပေါ့ကိုမင်းကငငယ်တွေကအားပေးလာတယ်ပြည်သက်တွေကကျွန်တော်တို့ကငငယ်တွေကတော့ကျမတို့ကငငယ်တွေကတော့ အဲ့အမျိုးပြောလာတဲ့လူတွေကိုဟိုလေးစားတော့အဖြစ်ပေါ့နော်ဇက်လေးတွေနည်းနည်းလေးပေါ့နည်းနည်းရွေးရိုက်လာတာပေါ့ဟိုပရိသတ်အတွက်လည်းကောင်းမဲ့ဟာမျိုးအခုအတွက်လည်းအမှုပညာကျန်မဲ့ဟာမျိုးပေါ့အဲ့ဒါဒီပို့ပြီးတော့ဇက်လန်းလေးတွေပို့ပြီးရွေးရိုက်ဖြစ်တာပေါ့ဒီကတော့မဟာနဲ့ပေါ့မဟာနဲ့ထပ်ဆုံတာပေါ့မဟာနဲ့ကတော့ကားတွေအများကြီးရိုက်ဖူးပါတယ်ကိုကိုရိုင်းဒိုက်တာလည်းရိုက်ဖူးတယ်အိုက်တာအနေနဲ့လည်းရိုက်ဖူးပါတယ် ဒီတစ်ခါတော့ထိုက်တာကြည်ပူရှင်ပေါ့တိတိရတော့ကြာပြီပေါ့ဒါအခုကပထမဆုံးစရိုက်ဖြစ်တာပေါ့ဒီကိုမဲကိုမမြင်ဘူးတဲ့ပုံစံတစ်ခုနဲ့မြင်ရမှာပေါ့အဲ့ဒီအတွက်လည်းအကိုလည်းအများကြီးအခုချိန်နေရပေါ့နော်နည်းနည်းလေးအဲ့ဇက်တော့ကိုပြင်ဆင်ထားပါရဲ့ထွက်လာရင်တွေ့မှာပါဒီကားထဲမှာတော့ပုံစံတစ်မျိုးပေါ့နော်ပုံစံတစ်မျိုးကိုကခါတိုင်းလှုပ်နေကြပုံစံနဲ့ဟိုကွန်မင်းဟို ခါတိုင်းမြင်နေကြပုံစံမဟုတ်တဲ့ပုံစံတစ်မျိုးနဲ့မြင်ရပါဘူး။အော်အဲ့ဒီအတွက်လည်းကိုယ်ကိုယ်တိုင်ကြိုးစားမှာဒါပိဋကတ်အတွက်လည်းကိုယ့်ရဲ့ကြိုးစားခွင့်ပေါ့နော်။ကိုယ်ကြိုးစားခွင့်တစ်ခုရလို့ဒီကားကိုရဖြစ်ကြပါဘူး။ဟိုအတိတ်ကကတော့ကိုကိုရံကအမြဲတမ်းစိတ်ဝင်တစားရှိနေဖို့ပဲလိုပါတယ်ဒီ idea ဘောနော်အကိုတို့ကဟိုအိုက်တာဆိုတော့လေဒီ idea ကိုမငင်းငွေတော့ငါတက်ပြီးတော့ငါဖြစ်ပြီးတော့ငါလုံးနိုင်ပြီးတော့ဆိုတာတည်းအမြဲတမ်း ဒီပုံမှာပဲကိုယ့်ရဲ့ character ပေါ့နော်ကိုလုံးဝတဲ့ character အပေါ်မှာအမြဲတမ်းစိတ်ဝင်စားနဲ့ရှိနေဖို့လိုအပ်တယ်လို့ကိုကတော့မြင်ပါတယ်ခုနောက်ပိုင်းကတော့အကိုတို့လည်းအကိုတို့ကအမြဲတမ်းပေါ့နော်ပြောရရင်ဟိုးတုံးနေရပေါ့ကိုမင်းကငငယ်တွေကအားပေးလာတယ်ပြည်သားတွေပေါ့ကျွန်တော်တို့ကငငယ်တွေကတော့ကျမတို့ကငငယ်တွေကတော့အဲ့အမျိုးပြောလာတဲ့လူတွေကိုဟိုလေးစားတော့အားဖြစ်ပေါ့နော်ဇက်လေးတွေနည်းနည်းလေးပေါ့နည်းနည်းရွေးရိုက်လာတာပေါ့ဟိုပြည်သားအတွက်လည်းကောင်းမဲ့ဟာမျိုးအကိုတို့အတွက်လည်းအမှုပညာကျန်မဲ့ဟာမျိုးပေါ့ အဲ့ဒီပို့ပြီးတော့ဇလန်းလေးတွေပို့ပြီးရွေးရဲဖြစ်တာပေါ့ဟိုအကိုတို့ကိုရံရလဲတချို့တချို့ဟာဒီမှာအကိုတို့ကရွေးချယ်ခွင့်မရှိဘူးဟိုဥမာကိုတို့မင်းသားဘဝတုန်းကတော့ကိုကြိုက်တဲ့ဇက်လေးတွေကိုရွေးလို့ရတယ်ပေါ့နော်ဟိုအဲ့အချိန်တုန်းကတော့မှ producer တို့ writer တို့အကြိုက်တွေရွေးရများတယ်ကိုကြိုက်တယ်ဆိုတာတဲ့ကိုကြိုက်တဲ့ဇက်တွေကိုလည်းရွေးခွင့်ရှိခဲ့တယ်ပေါ့ဒါပေမဲ့အခုလိုအသက်ရွယ်တစ်ခုရကြတော့အကိုတို့မှရွေးချယ်တဲ့အပိုင်ကနည်းနည်းလေးရွေးချယ်ရွေးချယ်လို့ရတဲ့အပိုင်နည်းနည်းနေသွားတော့နေသွားပြီမယ်လေအဲ့ဒီထဲမှာမှ ဟိုကို့အတွက်ဘာအကောင်းဆုံးဖြစ်မလဲပြည်သက်အတွက်ဘာအကောင်းဆုံးဖြစ်မလဲအဲ့ဒါလေးကိုနည်းနည်းလေးတတိထားပြီးတော့ရွေးချယ်ရတာပေါ့ကိုတို့ကမီဒီယာပလက်ဖောင်းတွေကတော့တခုမဟုတ်တခုကတော့အများတန်းအဲ့လိုဖြစ်နေမှာပဲလေဟိုမှာရုပ်ရှင်ရရန်တက်လာတဲ့အချိန်ကျတော့ဒီဘက်မီဒီယာကတမျိုးဖြစ်ဖြစ်မယ်ပေါ့နော်ဟိုဒီဘက်ဒါစီးရီးတွေပေါ့တော့ဒီမီဒီယာပလက်ဖောင်းတွေတိုးတက်လာတဲ့အချိန်ကျတော့တမူဘီဘက်ကနည်းနည်းလေးမျိုးပြင်ဖြစ်တော့တလဲစီပါပဲအဲ့လိုသွားနေရတယ်အခုနောက်ပိုင်းကတော့အခုအမြင်ပေါ် ဇလန်းတွဲတွေကပရိသတ်ကပေါ့ပပလည်းကြည်လို့ရတယ်ကြည်လို့ရဆိုဇလန်းတွဲကိုပို့ပြီးတော့အယုံဆိုင်လာတာအများကြီးกว่าဒိုက်တာအရင်ပင်မှန်အဲကြောင့်ဒိုက်တာတွေကိုကုချင်းစားတယ်အဲအဲ့အတွက်လည်းဟိုသူတို့လူချင်တာပေါ့သူတို့ဖြစ်ချင်တာတွေအားလုံးတက်နိုင်မြပေါ့ကိုယ့်ဘက်ကနေအကောင်းဆုံးဖြစ်အောင်လုပ်ပေးချင်တာပေါ့ဟိုဒိုက်တာလုံးမဒိုက်တာတွေကိုကုချင်းစားတတ်တယ်ဆိုတာဒါကအမှန်တရားပါပဲအရင်လည်းပင်မှန်တယ်တရားလည်းတာဝန်ချီးတယ်အကောကအခုတော့တရုပ်ဆောင်ကြတော့လည်း အကုန်လုံးအမယ်အပိုင်းပေါ့နော်ကိုနဲ့တွဲလို့ရမယ်အပိုင်းပေါ့အဲ့ဒါလေးတွေကိုဖြူဆိုင်ရအောင်ဒါဒါကြောက်ရလဲဇလန်ပရိုဂျူဆာအကုန်လုံးမရှိမြဲအိုက်တာတွေကအစအားလုံး like you ဆိုင်ပြရအောင်တပ်ပေါ်ဝန်စားပေါ့အကိုတိုင်းကိုတိုင်းရွေးချယ်တာပေါ့နော်အဓိကကတော့အကိုတို့အကိုကိုတိုင်းနဲ့ဇလန်ရွေးတဲ့ဇလန်ရှိတဲ့လူဇညွန်ရွေးတဲ့လူအကိုပြီးတော့ production ပေါ့အဲ့လူတွေအကုန်လုံးကဘယ်ဟာနဲ့အဆင်ပြေဆုံးပြင်မလဲဘယ်ဟာနဲ့ ဘယ်တိဥဆောင်နေတော့အကောင်းဆုံးဖြစ်မလဲဆိုတာကြွေးကြွေးချေကြတာပေါ့ကြွေးချေဆိုတာလည်းအကြောင်းအများကြီးရှိတာပေါ့သူနဲ့ကတော့အကြိုက်ဆုံးဖြစ်ပေမဲ့လည်းတချို့ဟာတွေကအချိန်မရတာတို့ဟိုတခြားအချက်လက်တွေနဲ့မကိုက်ညီတာအဲ့မျိုးပေါ့နော်မကိုက်ညီတာကြတော့ဟိုအကောင်းဆုံးဆိုရတဲ့အသင့်လော်ဆုံးလူကြီးရတာပဲရှိတချို့လူတွေကြတယ်ဒါကကိုကိုချင်းစာတာပေါ့တချို့လူတွေကြတယ်ရွေးချယ်ခွင့်မရှိတာလာမင်းဒီနေရာမှာပါလိုက်ဆိုတော့အချိန်နေအကြောင်းတရားရေးကမပါလို့ရလည်းမရအောင်မရိုက်လို့ရလည်းမရအောင် ဥပမာကိုယ့်ရဲ့အလူမှုရေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ်ငွေကြေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ်အဲ့လိုရိုက်လိုက်ရတဲ့ခါတွေလည်းရှိတယ်။တမင်တကာရိုက်တဲ့လူတွေလည်း maybe ရှိကောင်းရှိနိုင်တယ်ပေါ့။အဲ့လိုလူတွေအတွက်ကိုကိုချင်းစားတာပါ။အကျိုးကြောင့်မလိုက်ဖ ೇನೆ ပါတယ်ဆိုတာကတော့မလိုက်ဖ ೇನೆ ရိုက်လိုက်ရတယ်ဆိုတာကတော့အဲ့ဒါတော့အကြောင်းတစ်ခုရှိမှာပါ။အဲ့ဒါတော့ကောင်းမကောင်းသူတို့ကိုယ်တိုင်ကသိပါလား။ရုပ်ဆောင်တွေကကိုယ်နဲ့လိုက်မလိုက်ဆိုတော့ကိုယ့်ကိုယ်တိုင်အသိဆုံး။အခုလို့ဆိုရင်လည်းကိုတို့ ဘရောမဟာသခုံမြဲကိုအခုဆိုဒါဘလူဟာသကားတွေဟိုဟောတနစ်တနစ်ဆိုရင်ဟာသကားအများသူပေါ့90ရာခိုင်နှုန်းတော့ကဟာသကားအများတယ်အဲ့ဒီမှာကိုတကားမှမရိုက်ရဘူးလေတော့ခိုင်တာရတယ်တည်ရင်ပရိုဂျူဆာရတယ်တည်ကိုမခေါ်ကြဘူးပေါ့အဲ့ဒီပေါ့ကိုနဲ့လိုက်မလိုက်ပေါ့အာမဟာပေါ့နော်မဟာလာပြောတယ်နောက်တော့မကြည့်ရှင်နဲ့တွေ့တယ် ပြပြီးတည်းကဇာညုံလေးဖတ်ကြည့်ဇာညုံရတယ်ပေါ့ဇာညုံရဖတ်ကြည့်ဇာညုံဖတ်တဲ့ကဒါကိုလိုအမနေရာမျက်ရည်ကျတဲ့မျက်ရည်ကျတဲ့အာဘလူးခွန်လေးကာရက်တာပေါ့နေရာပေါ့နော်အဲ့ဒီအတွက်လဲဒါကိုကို့မှာတောင်းဘလောက်ကြီးတယ်ဆိုတော့ကိုယ့်ကိုကိုယ့်ကိုပြန်ပြီးတော့ဟိုတတိပြရတာပေါ့နော်ဒီကားလေးကအဲ့လိုဇာညုံဖတ်နေတဲ့ကိုမျက်ရည်ကျပါ